အပြုစစ်တွေဆိုမထီမထီလေးစားနဲ့စကားပြောချင်တယ်လို့လို့မပြောချင်နဲ့တကယ်ဆိုရငါသားဘယ်နေရာဝက်လိုက်ကငါသားငါတို့ဘယ်လိုဆောင်ရွက်ပြရမလဲဟာတကယ်ဒီလိုလောက်ပါမှာဥစဉ်တို့လုတ်ပေးနေတာတိုင်းပြည်အတွက်တိုင်းပြည်အတွက်လုတ်ပေးနေတာနိုင်ငံအပြုစစ်တွေကနိုင်ငံဝန်ထမ်းသားတွေမဟုတ်ပင်စင်သားတွေမဟုတ်နော်ပင်စင်သားတွေမဟုတ်မဖြစ်စလောက်လာကလေးဒီဒီခွန်ထောင်လေးကိုမက်လို့မဟုတ်မက်လို့မဟုတ်တနေ့ကိုအဲ့ဥစဉ်မွေးထားတဲ့ပြုစစ်တို့နေ့ကိုဥစဉ်တို့လောက်စားအလုပ်ရှာပေးနေတယ်ချက်မကအဘိုးချုပ်ကိုကျုပ်ထွားမကြောက်အောက်ကလူကြောက်နေရတာ เนาะအဲ့တော့ပြည်သူစစ်တီကိုခင်ဗျားတို့လူလူဆက်ဆံမှာလို့ပြောခြင်းလေလူလူဆက်ဆံမှာလို့ပြောခြင်းလေเนาะအဲ့တော့ဗဇက်တီတို့ချုပ်ပြူးလေမျိုးမှလာတယ်ပြူးလူမှနေထိုင်တယ်မဟုတ်ကဟိုကကြီးဝါရမဖြစ်နေတို့တို့ကတော့ဖမ်းခိုင်းပြင်ပါပဲဟုတ်လေလေပြောတာအေးစစ်စစ်နေပြူးလူမျိုးသူမျိုးသားတွေထက်ပြူးလူမျိုးမှလာနေထိုင်တဲ့လူတွေခင်ဗျားတို့ပြူးလူမျိုးမှအဲ့လိုခေါင်းပြောင်းအိတ်ဖို့အတွက်အေးချမ်းချမ်းအိတ်ဖို့အတွက်တို့တို့ရှေ့ဒီမှာအကုန်လုံးစစ်သားတွေရောရဲတွေရောအကုန်လုံးပိတ်ဆတ်နေတာတမန်တော်ကအကုန်လုံးက ခင်ဗျားတို့အေးဆေးနေဖို့အတွက်ကိုအဟိုတည်းဖို့ဒီတည်းဖို့မလုံးနဲ့နော်မထောက်ပတ်ခြင်းနေမပန်ဖို့ခြင်းနေဒီမျိုးလာနေလို့မရသေးဘူးလားဟိုအောင်ပြရခင်ဗျားတို့အဲ့တဘုံနေခိုင်းလိုက်ခင်ဗျားတို့ညံ့ညက်ကြည့်သွားမယ်ရွာမှန်နေဗျတဘုံရှိတဲ့နေရာအကောင်းမရှိစေရဘူးတဘုံနေခိုင်းတဲ့ခင်ဗျားအိမ်တော်ချိုးတဲ့ဘယ်နေရာအေးချမ်းလုံးကြည့်လိုက်တမတော်ရှိတဲ့နေရာတမတော်ရှိတဲ့နေရာခင်ဗျားတို့အိမ်ဘာတစ်ခုမှမပြောက်ဆုံးစေရဘူးဘယ်အိမ်မှမပြည့်စည်စေရဘူးခင်ဗျားတို့အကောင်းတိုင်းဖြစ်နေစေရမယ် တမ်းမတော်ကဘာလုပ်တယ်ညာလုပ်တယ်တမ်းမတော်ကဘလို့ညာလို့ဘယ်နေရာပဲဆိုခင်ဗျားတို့မဖက်နဲ့ကျုပ်ကတိတဲ့ခါတော့ဘဒုမအကြောင်းကြားမှာမဟုတ်ဘူးနော်စီးနေတဲ့ဖန်နဲ့ပပိတ်လိုက်ပလိုက်မှာပဲအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပောက်ကူတော်ပြည်သူစစ်တွေလူလိုဆက်ဆံခြင်းမခံရလို့ပောက်ကွဲနေတဲ့ပောက်ကူတော်ရုတ်တန့်နဲ့အတူကြောက်ဖြူစီမံကိန်းအနာဂတ်ဒီအေးလက်ထဲတွင်ရှိကြောင်းရေနံစောင့်ကြည့်ရေအဖွဲ့ပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားအောင်မှာမို့အဆုံးထိနားဆင်ပေးခက်ကြပါအောင်ခင်ဗျာအဲမျိုးနေအားလုံး ကောင်းလာကြကြပါဗျာဒီနေ့22ရက်လေးလာပိုင်းတစ်ထောင်ထဲမှာ25ဖြစ်ပါလေဗျာဒီကနေ့ဦးစင်ပြောမယ့်အရာကတော့လက်ရှိဦးစင်တို့ဒီမန္တလေးတိုင်းတို့စကိုင်းတိုင်းတို့ဒါဦးစင်တို့ရှမ်းပြည်နယ်ချုံမြို့နယ်တို့ရဲ့အကြောင်းလေးတွေပေါ့နော်ဒါမန္တလေးတိုင်းမှာဖြစ်ဒါဦးစင်တို့ဒီမရေရတချို့မှာတော့ကိုယ့်ဘက်ကနေပြည်စီစီနဲ့လှုပ်ဆောင်နေတာတွေကိုတော့တွေ့နေရတယ်ဗျာရန်သူရှိတဲ့နေရာကိုလည်းထက်ချက်မကွာ လေချောင်းရောအောက်ချောင်းရောကျွန်တော်လုံနေရတယ်ဆိုမြင်နေရတယ်အဲ့တော့ဒီမနက်လေးနဲ့ပတ်သက်ပြီးဦးစင်းကဒီကြီးတွေကိုဘာဘာဝေဖန်လာခဲ့ဦးစင်းတော့တုံးတက်ကြခြင်းဖြစ်ပါလေဗျာနော်တုံးတက်တုံးတက်တယ်ဆိုတာကလည်းဦးစင်းတော့တကကြီးတို့ငုံလို့လည်းမဟုတ်ဘူးနိုင်ငံတော်အတွက်ဦးစင်းတော့တုံးတက်ခြင်းတိုင်းပြည်အတွက်တုံးတက်ကြခြင်းဖြစ်တယ်နော်ဦးစင်းတို့ဒီပြည်သူစစ်တွေနဲ့ပတ်သက်လို့ရှိရင်အရွှေပြောင်းလေးတွေတွားလာလာဒီခါလေးအခက်အခဲရှိတယ်မနေ့ကဆိုလို့ဆိုလို့ရှိရင်လည်းဦးစင်းတပည့်တွေကဒီဒီထက်မှဦးစင်းစကားဖြတ်ပြောမယ်ဒီဘုံကျုပ်တယောက်ဆိုရင်လေးစားစရာကောင်းတယ်ဘုံကျုပ်တက်နိုင်မှုပေါ့ဗျာနော်ဒါလေးစားစရာကောင်းတယ် ဥစဉ်အရင်ရက်ကဘုချုပ်ကိုဆက်လိုက်တယ်ဒီချိန်မှာဘုချုပ်တွေလည်းလုံများနေဘုချုပ်ဒီလိုဒီလိုရှိတယ်နော်ဥစဉ်ကလေးတွေကဒီဘက်ဘုရားမှာအန်တရီများတယ်ထိတ်ဆုံးမှရှိနေတယ်အဲ့တော့ဘုချုပ်တို့ဆီစဉ်ပေးပါငယ်လို့မှစီစဉ်မပေးနဲ့လက်နဲ့ပေးလိုက်ကိုကကိုသွားမယ်ဟုတ်လားတနက်ပြရလို့ကိုကဒီတနက်ပါလို့ကြည်လုံးလုံးဆာပါလို့တူပြစ်ကိုပြစ်ပြစ်လိုက်ရလို့ကြာသွားတာကြောင့်မရှိဘူးတနက်မပါလို့ခံရရတယ်မပြတ်တေးလိုက်ရလို့ဆိုဥစဉ်လက်ဒါစိတ်မကောင်းဖြစ်ပါဘူးဥစဉ်လက်နောက်လိုက်ရလို့ဆုံးမှာမဟုတ်ဘူးအဲ့တော့ကိုကျိုးတို့လိုက်ဖို့နိုင်လို့ရှိရင်လိုက်ပါဖုန်းဖုန်းတက်နေကိုသွားလိုက်ပါခင်ဗျာတပည့်တော်တစ်ခါဖုန်းဆက်ထားလိုက်မယ်အဲ့တော့ဟုတ်ပြီနောက်နေ့ကျတော့တက်နေကိုသွားတက်နေမှာသွားတော့တက်နေရုံကနေ ဲ့ပြည်သူစိတ်တွေဆိုမထီးမထီးလေးစားနဲ့စကားပြောချင်တယ်လို့လို့မပြောချင်နဲ့တကယ်ဆိုရင်ငါသားဘယ်နေရာမလဲကငါသားငါတို့ဘယ်လိုဆောင်ရွက်ပြရမလဲငါတကယ်ဒီလိုလုပ်ရမှာဦးစင်းတို့လုပ်ပေးနေတာတိုင်းပြည်အတွက်တိုင်းပြည်အတွက်လုပ်ပေးနေတာနိုင်ငံအပြည်သူစိတ်တွေကနိုင်ငံဝန်ထမ်းသားတွေမဟုတ်ပေးစင်သားတွေမဟုတ်เนาะပေးစင်သားတွေမဟုတ်မဖြစ်စလောက်လာကလေးဒီဒီခွန်ထောင်လေးကိုမက်လို့မဟုတ်မက်လို့မဟုတ်တနေ့ကိုအဲ့ဦးစင်းမွေးထားတဲ့ပြည်သူစိတ်တွေကိုဦးစင်းတို့လော့စာလောက်ရှာပြီးနေတယ်ချက်မကเนาะဒါလေးပြောပြခြင်းဖြစ်ပါပါเนาะအဲ့မှာဦးစင်းတို့ဟုတ်ပြီးဘုကြောက်ကလည်းပြေတော်အောင်ကြတယ်အဲ့တော့ခုအစီအစဉ်နဲ့ကိုသွားရလို့ပြကိုကားလေးနဲ့သွားရတယ် ပြန်လာတော့အမကတော့စုပ်ပြတ်တတ်နေအပြန်လာလို့မကြောက်ဘူးနော်ဥစ္စာပြန်လာတော့ဟိုမှာစစ်ကဖြစ်တယ်ကလေးတွေဝက်လိုက်ဖြစ်တယ်ဟိုပြည့်ပြရတယ်ဒါမျိုးဟုတ်ကဲ့နော်ဘုကျုပ်ကိုချောင်းဘုကျုပ်ကတော့တကယ်လေးသားဆရာကောင်းပါလေဒီဘုကျုပ်လေးသားဆရာကဘာလို့ဘုကျုပ်အဲ့လိုအဲ့လိုအာဖုံဖုံတပြီးတော့အဲ့လိုအဲ့လိုပဲဘုကျုပ်တက်နေဟာဖုံဖုံရေတပြီးတော့မပြောမိလိုက်ရအောင်အလုပ်တွေလက်ခံတယ်သူဘာလို့နောက်ဆုံးလေးပို့ပြီးလေးသားဆရာကောင်းတာဘာလဲဖုံဖုံရေတပြီးတော့မနေ့ကကိစ္စနဲ့ပဲတပြီးတောင်းပန်တယ်ခင်ဗျားတဲ့တကယ်တော့သူပတ်ကူတော့တောင်းပန်ဆရာအကြောင်းမရှိဘူးလေပတ်ကူတော့ဘာမှမဟုတ်တာဒါနဲ့တော့ စဉ်းစားပြီးကြသွားပဲတူလို့ထုတ်တယ်ဟောငါပေါ့ဆရာတော့ငါပြောပြီးပါငါဆရာတော့ဒီကားနဲ့ပဲငါစီစဉ်ပြီးလိုက်ပို့ခိုင်းမယ်ပြောထားပြီးလားငါအလုပ်တွေမှာမေ့သွားတယ်ဆိုတော့ကြောက်လို့မေ့သွားတယ်ချက်ချင်းလည်းညင်တောင်းပါလေဒါနဲ့အောက်ကလူတွေကဘိုးချုပ်ကိုချုပ်ထားမှာတော့အောက်ကလူကြောက်နေရတာနော်အဲ့တော့ပြည်သူစစ်တွေကိုခင်ဗျားတို့လူလိုဆက်ဆံပါလို့ပြောချင်တယ်လူလိုဆက်ဆံပါလို့ပြောချင်တယ်နော်မရလို့အိုက်ထဲနဲ့နေနေရမှာလည်းပြင်မှန်းမှလည်းမဟုတ်ဘူးနော်။မမလည်းပြင်မှန်းမှမဟုတ်ဘူး။အာငါသားကြီးဘယ်နေရနေဘယ်လိုလုပ်ငါတို့ဘယ်လိုစီစဉ်ပြမလဲဘယ်လိုကောက်ပါမလဲ။အေးဟုတ်လား။ဦးစင်ပဲလေမင်းတို့အိုက်တက်နေကိုသွားလာ။ရုံးတော့လည်းငါဘိုးချုပ်ကိုပြောပြီးသား။ရေချုပ်လာတယ်ရေချုပ်ကလည်းဒေါကီတော့ပဲပြည့်နေရဟုတ်လား။ ဘာမှမတော်ကီနဲ့တို့တော်ကီနဲ့လာပြီးကျွတ်လက်တွေ့တယ်မားလေနော်ဒါပြပြောတာပေါ့ဒီချက်ဦးစင်းတို့ကလက်နဲ့ခဲရန်ပါလို့ခုခံပြီးပြစ်လိုက်ရလို့တေဆုံးသွားတယ်ကြာဆုံးတိုက်ပြတယ်ဘာမှမဖြစ်ဘူးဘာမှမပါပဲလဲခံလိုက်ရတယ်ကျွတ်ကတော့ရင်းနာလို့လည်းဆုံးမှာမဟုတ်ခင်ဗျားတို့လည်းကျင်းနိုင်မှာမဟုတ်ဘူးဘာလို့မြဲမြဲလေးမှတ်ထားပါနော်နောက်တစ်ချက်ကစကိုင်းတိုင်းစကိုင်းတိုင်းမှာနေဦးစင်းနမကတိုင်မှုကြီးကိုတခါလေဦးစင်းတိုင်ရောခုံးဆက်တယ်ဒါလို့တလို့ရှိတယ်နမကတိုင်မှုဟဲ့မြောင်ကြားနဲ့အမြောင်ကြားတစ်ဝိုက်မှာအဲ့ဒီကခင်ဗျားရဲရောဟိုပါရောအကုန်လုံး ဲ့တော့အများဆုံးဆောင်ရွက်ပေးပါဆင်းမလမ်းကြောင်းမှာတို့တို့ထိုင်းခံရတယ်အဲ့ဒီကတည်းကနေပေါက်ထားသူတို့ခေါ်တဲ့လူတွေစီတည်းနေပြန်ကြီးမှာကြားရတယ်ချက်ချင်းအဲ့တော့နောက်ကတိုင်မှုရှိတယ်ကျေးဇူးတင်ပါတယ်ကုသင်းတည်းပို့ဖို့ကြီးမကြောက်ဘူးနိုင်ခွက်တွေအဲ့မှာတစ်ခါတည်းချက်ချင်းလည်းဆောင်ရွက်တယ်ဖုန်းတို့တပိတော့ရဲချုပ်ချက်ချင်းတည်းပို့လိုက်တယ်ဗျာတဲ့တပိတော့ကုလည်းဆင်းချင်းဆောင်ရွက်တယ်တဲ့ကုသင်းကပြောပြီးတာယောက်ကသူတို့ကိုမုန်းလို့မဟုတ်ဘူးနော်တိုင်မှုရဲချုပ်ကလည်းပြောလိုက်ပါသူတို့ကိုမုန်းလို့မဟုတ်ဒီကစီကန်းပေါက်ပြက်လို့ဒါကတော့လက်လက်ဒီအပြင်ဖက်လို့လက်လက်ဖန်ခံလိုက်လက်လက်နဲ့လက်ပါသွားတယ်အာ လမ်းကြောင်းမှာဖမ်းခံလိုက်ရတယ်အဲ့လိုတစ်သိန်းနဲ့တစ်သိန်းနဲ့ပေါ့လားသူကဘယ်နေဘယ်နေလာမယ်ဆိုတော့အဲ့ဒါတွေကိုကြိုးပြောထားတာသူတို့ခေါ်ရတူကကြိုးပြောထားတာအဲ့လိုလူမျိုးမရှိလက်ကြောင်းမရှိဘူးထောင်ချရေးယူပါမှာဒါချစ်ချစ်လက်ချစ်လက်ကြီးလုပ်ပြီးတယ်ချစ်ချစ်လက်ကြီးဥစဉ်တိုင်းမကြီးကျေစုတင်တယ်နော်ဒါကျုပ်ကကျုပ်ကြိုးပြောလိုက်ဆိုအပြစ်ဖြစ်တယ်ဆိုတာလည်းသိတယ်ကျုပ်တိုင်းပြည်အတွက်အပြစ်ဖြစ်ခံပြီးမှကျုပ်ပြောတာအပြစ်ဖြစ်ခံပြီးမှပြောတာနော်အဲ့တော့မုံရတိုင်းမကြီးချစ်ချစ်လက်ကြီးလုပ်ဥစဉ်တော့မန်းလေးတိုင်းမကြီးချက်ချက်တယ်ဖန်ချစ်ချစ်လက်ကြီးအလုံးရှုပ်တဲ့ကြားထဲဥစဉ်တော့ပြတ်ပြေးပြီးတယ် နော်ပြန်ဖြေပေးတယ်အဥသိမ်းတော်လည်းတိုင်းမူကြီးကိုအားကြီးဟုတ်ဆက်တာမဟုတ်ဘူးတိုင်းပြည်အတွက်ပဲဆက်တာလိုအပ်ချက်ကိုပဲဆက်တာလိုအပ်ချက်ကပေါက်ကိုတော်ရဲ့လိုအပ်ချက်မဟုတ်ဘူးတိုင်းပြည်ရဲ့လိုအပ်ချက်အားအုံးမှာဖြစ်ပြက်နေတဲ့လိုအပ်ချက်ကိုပဲဥသိမ်းတော်ကဆက်တာတစ်ထောက်တနေရာနဲ့ထောက်ကူပြုတာထောက်ကူပြုတာအားရရမဆက်ဘူးငါကပြောခဲ့ပြီးသားပဲပေါက်ကိုတော်အနေထားတင်ခန့်ခေါင်းမချုံပြီးမှအိပ်ပြီးမှဒုနဲ့နေလို့ရတယ်လို့ငါကလည်းပေါက်ကိုတော်အချိန်မဲ့နေမဲ့မဟုတ်ဘူးအားလုံးကိုပြောပြီးသားဥသိမ်းရနော်အားလုံးကိုပြောပြီးသားနောက်တစ်ချက်ကဥသိမ်းတော်နောက်ချုံမျိုးနဲ့ဩမရီဩမခဇတ်တိုက် ဇက်တိုက်ဇက်တိုက်လုံးဆောင်နေဇက်တိုက်ချနေပေါ့ဗျာဇက်တိုက်လုံးနေတယ်နော်အဲ့တော့ပြူးလူလူပြူးလူနာလူပြောကျင်တယ်ခမတို့ဗဇက်တွေကိုပိတ်ထားမကူညီခြင်းနေနော်ခမတို့ဗဇက်တွေတချို့ပြူးလူမျိုးမှလာတယ်ပြူးလူမှနေထိုင်တယ်မဟုတ်ကဟုတ်ကကြီးဝါရမဖြစ်နေကျုပ်တို့ကဖန်ခန့်ပြင်ပါပဲဥုံလေးလေးပြောတာအေးစစ်စစ်နေပြူးလူမျိုးလူမျိုးသားတွေထက်ပြူးလူမျိုးမှလာနေထိုင်တဲ့လူတွေခင်ဗျားတို့ပြူးလူမျိုးမှအဲ့လိုခေါင်းပြောင်းအိတ်ဖို့အတွက်အေးချမ်းချမ်းအိတ်ဖို့အတွက်တို့တို့ရှေ့တွေမှာအကုန်လုံးစစ်သားတွေရောရဲတွေရောအကုန်လုံးပိတ်ဆိုင်နေတာတော်တော်လားအကုန်လုံးကခင်ဗျားတို့အေးစစ်နေဖို့အတွက် အဟိုတဲ့ဘူဒီတဲ့ဘူမလို့နဲ့နော်မထောက်ပံ့ခြင်းနေမပံ့ဘူးခြင်းနေဒီမျိုးလာနေလို့မရသေးဘူးလားဟိုကပြန်ခမားတို့အဲ့တဘုံနေခိုင်းလိုက်ခမားတို့ညံ့ကြည့်သွားမယ်ရွာမှန်းနေကတဘုံရှိတဲ့နေရာအကောင်းရှိစရာဘူးတဘုံနေခိုင်းတဲ့ခမားတို့နောက်ကျတော့ဘယ်နေရာအေးချမ်းအောင်ကြည့်လိုက်တမတော်ရှိတဲ့နေရာတမတော်ရှိတဲ့နေရာခမားတို့အိမ်ဘာတစ်ခုမှမကြောက်ဆုံးစရာဘယ်အိမ်မှမပျက်စီးစရာဘူးအဲ့ဒါအကောင်းနဲ့ချစ်နေစရာတမတော်ကဘာလို့တဲ့ညာလို့တဲ့တမတော်ကဘလို့ညာလို့ဘယ်နေရာဘယ်လိုခမားတို့မဖက်နဲ့တော့ကတိတဲ့ခါတော့ဘာမှအကြောင်းကြားမှာမဟုတ်ဘူးနော်စီးနေတဲ့ဖက်နဲ့ပပိတ်လိုက်လိုက်မှာပဲ နော်မလုပ်ရဘူးဆိုတာဥစဉ်တိုင်းပြည်အတွက်ဗလာဒါရဏအတွက်ကိုတိုင်းပြည်ကိုလူမျိုးဗလာဒါရဏအတွက်ဆိုရင်ပေါက်ကတော့မလုပ်ရဘူးဆိုတာမှမရှိစေရဘူးမှမရှိစေရဘူးခင်ဗျားတို့လည်းပေါက်ကတော့ကြောင်းထိုင်းလောက်တော့ပြီးအောင်နော်ပေါက်ကတော့ကြောင်းထဲမှာဒီကန်းခေါင်းမှုချုံပြီးနေနေရမှာနေရာတိုင်းခြေတိုင်းလည်းကြိုရောက်တယ်ခြေတိုင်းမှာနေတဲ့စတာတိုင်းပေါက်ကတော့ကြောင်းတိတယ်ပတ်တာတိုင်းတိတယ်ရဲတိုင်းတိတယ်ပေါက်ကတော့ကြောင်းဥစဉ်စားနိုင်နေမြဥစဉ်လုံဆောင်နိုင်နေမြတိုင်းပြည်တို့ဥစဉ်လုံဆောင်နေတယ် တော့ပြူးလွင်နေမှာရှိကြတယ်နော်စေဘေးရှောင်းနေရောငလင်ဘေးရှောင်းနေရောပြူးလွင်မြို့ခံနေရောအေးစစ်စစ်နေထိုင်မှာအေးစစ်စစ်နေကြပါခင်ဗျားတို့ကုညီတာမကုညီတာနောက်မှာတာအေးစစ်စစ်မနေတိုင်းဘူးအေးစစ်စူပူအောင်လုပ်တဲ့တရင်ဟိုဘက်လေးလေးနဲ့ဆိုရင်တော့ဘယ်ဆအဖာမှလည်းတိခိုင်မှာမဟုတ်ဘူးခင်ဗျားတို့လည်းထိုက်တဲ့လောက်တိနေပြီလားပြူးလွင်မြို့ကချင်းချင်းလေးအဲ့တော့ခေါင်းနဲ့မြဲမြဲထဲထားဆိုတော့တော့ပြောကြင်ပါလေဗျအဲ့တော့ခြေထဲမှာရောက်ရှိနေတဲ့နော်တမလို့လားရောရဲရောပတ်တဆာရော စိတ်ချမ်းသာကိုကြီးကြမှာချိန်မှာနဲ့အန္တရာယ်ကဘေးရှင်းစွာဖြင့်တိုင်းပြည်အကျိုးလူမျိုးအကျိုးဘာလာဘာလာတာနာအကျိုးကိုဒီထက်မကကာကွယ်ဆောက်ရှောက်နိုင်ပါသည်လို့ပေါကူတော်ဆုတောင်းမေတ္တာပို့တာလိုက်ပါလေဗျလူဝတ်ထာမှန်တဲ့မြောက်ကိုလည်းပေါကူတော်စီကိုထိုက်တင်နေတော့ဆက်တွေ့ပြီးအခုညီတောင်းနိုင်ပါလေပေါကူတော်ဆွမ်းနိုင်နေမြောက်လုတ်ပေးနိုင်နေမြောက်ကိုအကုန်လုံးလုတ်ပေးမှာဖြစ်ပါလေဗျအားလုံးတာပါပဲဗျအရခတ်တတ်တော်သည်ကြောက်ဖြူမျိုးနဲ့တခုလုံးကိုစည်ရေးအရာထိန်းချုပ်သည်ဖြစ်စေမထိန်းချုပ်သည်ဖြစ်စေစီမံကိန်းတို့၏အနာဂတ်သည် အေးလက်ထဲတွင်ရှိသည်ဟုရခိုင်ရင်နဲ့စောင့်ကြည့်၏အဖွဲကသုံးသက်သည်ယခုလထွက်ရခိုင်ရင်နဲ့စောင့်ကြည့်၏အဖွဲတောက်လောင်နေသည့်ကြောက်ဖြူ၏ပဋိပက္ခများအစီရင်ခံစားတွင်ထိုးသို့သုံးသက်ထားခြင်းဖြစ်သည်ယင်းအပြင်အေးနေဖြင့်စီမံကိန်းများအပါအဝင်ကြောက်ဖြူမျိုးနယ်တစ်ခုလုံးအားအပြေအဝသိမ့်ပိုက်မည်ဆိုလျင်လက်ရှိနှင့်အနာဂတ်စီမံကိန်းများအတွက်သဘောတူစာချုပ်များဗန်နာငွေအစုရှယ်ယာသဘောတူညီမှုများနှင့်အခွန်အခကိစ္စရပ်များကိုပါပြန်လည်ဆွေးနွေးနိုင်မည်အခြေအနေတည်ရသို့ရောက်ရှိသွားမည်ဟု AOW ကဆိုသည်စစ်ကောင်စီနှင့် AA တို့သည်2025ဖေဖော်ဝါရီတတိယအပတ်ကစပြီးကြောက်ဖြူမြို့နယ်စီမော်ကျေးရွာဦးကင်းနှင့်ကျက်တိန်စသည့်ကျေးရွာအနီးနှင့်ဒညဝတီရဲတပ်ဌာနချုပ်အနီးတွင်တိုက်ပွဲများနေစဉ်ဖြစ်နေသည့်စစ်ကောင်စီတပ်သည်ကြောက်ဖြူဒေသအတွင်ဒရုန်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများနှင့်လေကြောင်းတိုက်ခိုက်မှုများကိုတိုးမြင့်လာသည်ဟုလည်းဆိုထားသည် လက်ရှိမှာ AAD စစ်ကောင်စီ၏ရေတပ်စခန်းနှင့်ရေတပ်ဖွဲ့စခန်းအနီးရှိရှေတန်းကင်းစခန်းများကိုတိုက်ခိုက်လာခဲ့ပြီးကြောက်ဖြူမျိုးနှင့်ရင်းနှီးမြုပ်နှံမှုစီမံကိန်းနေရာများအားရှောင်ရှားသည့်သို့သော AAD ကြောက်ဖြူရှိပိုက်လိုင်းလမ်းကြောင်း၏တစိ့တစ်ပိုင်းနှင့်အမ်မြို့နယ်အတွင်းရှိပိုက်လိုင်းလမ်းကြောင်းတစ်လျှောက်လုံးကိုထိန်းချုပ်ထားကြောင်း AOW ကပြောသည်ရခိုင်ပြည်တွင်စည်ရည်တင်မာမှုများမြင့်တက်လာတော်လဲကြောက်ဖြူမျိုးရှိရေနံနှင့်တဘာဝတံငွေစီမံကိန်းများသည်ရခိုင်ကတင်ပို့နေသည့်အတိုင်းတရုတ်နိုင်ငံသို့ယနေ့အချိန်ထိအတားအဆီးမရှိလဲပတ်နေစေဖြစ်သည်ဟုရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့အစည်းအဝေးခန်းစားထုတ်ပြန်ချက်အရသိရသည် နိုင်ငံသားသားနှင့်မြန်မာဝန်ထမ်းများသည်ရဟတ်ရင်နှင့်တင်မောများဖြင့်ကြောက်ဖြူမှပင်လယ်ပြင်ရေတွင်းများသို့တွားရောက်အလုပ်လုပ်ကြဆဲဖြစ်ပြီးတရုတ်ရေနံတင်တင်မောများသည်မဒေးကျွန်းသို့တလတွင်အနည်းဆုံး2ကြိမ်3ကြိမ်ခန့်ပုံမှန်အတိုင်းဝင်ထွက်နေဆဲဖြစ်သည်ဟုရင်းစီရင်ခန်းစားရသိရသည်စစ်ကောင်စီသည်ကြောက်ဖြူမြို့နယ်အတွင်းရှိရင်းနှီးမြှုပ်နှံမှုစီမံကိန်းများမှအ धिक အကျိုးမြတ်ခန်းစားနေသူဖြစ်ပြီးရွှေတဘာဝတံငွေရောင်းရခြင်းမှနှစ်စဉ်ခန့်မှန်းကြေအားဖြင့်ဒေါ်လာ950မီလီယံနှင့် ကြောက်ဖြူမှာတရုတ်တို့ရေနံပိုက်လိုင်းမှတဆင့်ရေနံစိမ်းဖြတ်တန်းတင်ပို့ခါဖြစ်နှစ်စဉ်ဒေါ်လာ25မီလီယံခန့်ရရှိနေကြောင်းအစီရင်ခံစာကဆိုသည်ထို့တို့တရုတ်နိုင်ငံတို့ရေနံနှင့်တဘာဝတန်ငွေများကိုတင်ပို့ရောင်းချခြင်းမှာစစ်ကောင်စီသည်ကုန်သွယ်မှုကိုထိန်းချုပ်နိုင်ခြင်းနှင့်နိုင်ငံရေးအကျိုးအမြတ်တို့ကိုရရှိနေခြင်းဖြစ်သည်ဟုအစီရင်ခံစာ၏ဖော်ပြချက်အရသိရသည်တရုတ်နိုင်ငံတို့ကြောက်ဖြူမြို့နယ်မဒေးကျွန်းရှိပင်လယ်ရေနက်စစ်ကမ်းမှရေနံပို့ဆောင်မှုများနှင့် ိုက်လိုင်းများမှတဘာဝတန်ငွေတင်ပို့ရောင်းချမှုများသည်နှစ်စဉ်တန်ဖိုးအဖြစ်ထမှန်းခြေအမေရိကန်ဒေါ်လာ9ဘီလီယံအထိရှိနေသည်။ယင်းအထက်မှစစ်ကောင်စီသည် 20အမေရိကန်ဒေါ်လာ9ရ85တန်းကျော်ရှိသော နိုင်ငံသားငွေအရင်းအမြင့်များကိုရရှိနေသည့်အတွက်ရင်းတို့ကိုတဆိုးရှိစေခဲ့ခြင်း AOW ကဆိုသည့်စီမံကိန်း area များကိုစစ်တပ်ထိန်းချုပ်မှုဆုံးရှုံးသွားလျင်လက်ရှိဝင်ငွေစည်းကြောင်းများကိုစိန်ခေါ်နိုင်ပြီဖြစ်ပြီးတောင်ကိုရီးယားနှင့်အိန္ဒိယကုမ္ပဏီများပါဝင်ပတ်သက်နေသောရွှေတဘာဝတန်ငွေစီမံကိန်းအပါအဝင် ကျောက်ဖြူမြို့နယ်ရှိအခြားစီမံကိန်းများစီမံခန့်ခွဲမှုတွင်စစ်ကောင်စီတပ်၏နိုင်ငံရေးကုန်သိက္ခာကြဆင်းမှကြီးမားစွာဖြစ်ပေါ်စေနိုင်သည်ဟု AOW အစီရင်ခံစာတွင်ဖော်ပြထားသည်